your own. အားလုံးပဲမင်္ဂလာပါဗျ။တူဒီလက်ကီကောင်းလေး channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။မနေ့ကတော့1 3ဆိုတော့ကျွန်တော်တို့ထိပ်စီလန်းလေးတော့မှန်တယ်ပေါ့နော်။ နေ့ကထိတ်စီးလဲတော့ကျွန်တော်တက်တော့မှန်တယ်နောက်ပိတ်လွဲတယ်ပေါ့နော်ပေါ့မလွဲနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျမနေ့ကမနေ့ပိုက်မှာလဲကျွန်တော်ခွင်းနှစ်တုံညာဘရိတ်ကမှန်တယ်ပေါ့နော်ခွင်းဘရိတ်ညနေပိုင်းမှာတော့ထိတ်စီးရမှန်တယ်နောက်ပိတ်ရကျွန်တော်လွဲတယ်ပေါ့နော်ကြမ်းချင်းနေလဲကျွန်တော်လဲ ဖြစ်နိုင်မယ်ထင်တယ်ဝမ်းကျင်းလေးတော့ကက်ပြီးတော့ပေးရပါတော့ဒါပေမဲ့လည်းကျွန်မနေ့ကတစ်ကိုကနေမှပြောင်းသွားတယ်ဗျတစ်ကိုဆိုရင်တော့ကျွန်တော်ဒက်ပါမှာပေါ့နော်မနေ့ကဒီနေ့မှာကျွန်တော်တို့ယင်းနေ့တွေကတော့ဝမ်းကျင်းနှစ်ချိန်တည်တူညီတယ်ပေါ့နော်တူညီတဲ့အချိန်မှာတော့ကျွန်တော်တို့ဝမ်းကျင်းရတာအပြစ်ပေါက်တော့မပေးဘူးကျွန်တော်လုံးမိုင်နေပေးတယ်ပေါ့နော်ဒီနေ့မှာတော့ဝမ်းကျင်းနှစ်ချိန်တည် မတူဘဲနဲ့ကွဲသွားတယ်ဒီ1 chain နဲ့ chain တည်လဲကျွန်တော်တို့ပြက်ပင်လဲမရှိဘူးပေါ့နော်1 chain နဲ့ chain တူရောလုံးမှန်ပေးတယ်မတူတဲ့ chain မှာကျွန်တော်တို့အပြည့်ပေါင်းများပေးမလားပေါ့နော်ကိုပါလို့ပြောင်းသွားတာဗျာဒါဟုတ်ပါဗျာနော်ကျွန်တော်ဒီနေ့မှာပြက်ပြက်မရှိတဲ့ဝမ်ကျိနှစ်ချိန်ကိုကျွန်တော်တွက်ပြပေးမယ်ပေါ့နော်ဒီဝမ်ကျိနှစ်ချိန်ကိုပဲကျွန်တော်အခွေအနေနဲ့ပဲသုံးကျင်တယ်ပေါ့ ရတော့ကိုမရောလည်းကြိုက်ရင်တော့သုံးပေါ့နော် ော့ဒီမှာ9ရက်6ရက်ဒီရက်1ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ2ဖြစ်လို့2ရက်ပါဝါတီခွန်2ခွန်ဒီကြောင့်ဒီမှာအချိန်ပြတ်ခွန်အချိန်မှာခွန်ဘူးထွက်တော့ကျွန်တော်တို့ခွန်ထိတယ်ဗျဒါဆိုရောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရဲ့8ရဲ့ပေါင်းချင်းဒီ3 3နဲ့ကျွန်တော်ဒီက9နဲ့ပေါင်းတော့8 585ဘောနော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ3 6 3ဒီကျွန်တော်ဒီမှာအချိန်မြတ်63အချိန်မှာလဲ4 3ထွက်တော့3ထီလေဗျာဒီ6ရှစ်တလုံးထီမှာတဲ့ဘယ်ဟာနဲ့ကဲ့အမှန်မသိလို့တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာ နောက်ထပ်ပေါ်ဝိုင်းကြိမ်ပေါ်နော်၈ရခွင်ရပေါင်းချင်းဒီ၅၅နဲ့ကျွန်တော်ဒီရခွင်နဲ့ပေါင်းတော့နှစ်ဒီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့နှစ်ဖြစ်လို့ဒီ၃လုံးပေါင်းချင်းနှစ်ဖြစ်လို့နှစ်ရပါဝါဒီခွင်နှစ်ခွင်ဒီကျွန်တော်ဒီမှာအချိန်ပြနှစ်ခွင်အချိန်မှာလဲနှစ်ငါးထွက်တော့နှစ်ထီတယ်ဗျဒါဆိုကြဒီမှာဒီနေ့အတွက်ပေါ့နော်1ချိန်ဒီ ွင်းရဲ့၄ရဲ့ပေါင်းခြင်းဒီ၁နဲ့ဒီရဲ့၃နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းခြင်း၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄၉ဒီကျွန်တော်ဒီမှာအချိန်ပြတက်ချောက်ရှိကတော့ကျွန်တော်ဒီဟိုလေးကတော့ညနေပိုင်းထိပ်စီကိုကျွန်တော်တို့ key အနေနဲ့ယူမယ်တော့တက်ချောက်ရှိ key ရတယ်ပေါ့နော် ဒီမှာကျွန်တော်တို့6 5ပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါခွင်းနှစ်ခွင်အချိန်မှာခွင်ဘူးထွက်တော့ခွင်ထိတယ်။နောက်တစ်ပင်ဒီ5 8 5ပေါ့နော်3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့ပါဝါ3 8 3အချိန်မှာ4 3ထွက်တော့3ထိတယ်ဗျ။နောက်တစ်ပင်ဒီလဲ၈ခွန်ခွန်ပေါင်းကျင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါခွန်းနှစ်ခွန်အချိန်မှာလဲနှစ်ငါဆိုတော့နှစ်ထီတယ်။ဒါဆိုကြဒီမှာခွန်ရဲ၄ရဲ၃ရဲပေါ့နော်ဒီ၃လုံးပေါင်းကျင်းဒီကျွန်တော်တို့ လေးဖြစ်လို့လေးရဲ့ power ကိုလေးကိုဒီအချိန်မှာဗျဒါဆိုသူနဲ့ဘောပင်နေမှာတော့တူညီတဲ့ဝမ်းချိန်လေးပေါ့နော်ကျွန်တော်ဒီအပြင်ထိ3ချိန်ထိကျွန်တော်တို့ဝမ်းချိန်ဒီတူညီခဲ့တယ်ဒီနေ့မှာတော့ဝမ်းချိန်ဒီကွဲသွားတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကကွဲသွားတယ်ဆိုရင်လည်းဒီဝမ်းချိန်နှစ်လိုင်းဒီလည်းမှန်ကန်တဲ့ဝမ်းချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဝမ်းချိန်နှစ်ချိန်ဝင်ပဲအခွေအနေနဲ့၃လိုင်းပဲပေါ့နော် ကိုမတို့ကတော့ကြိုက်နှစ်တက်မှာတော့သုံးပေါ့နော်6နှစ်ကိုပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလဲကျွန်တော်တို့ခွန်ဖြစ်လို့ခွန်ရဲ့ပါဝါတီနဲ့ခွန်နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြဒီခွန်နှစ်အချိန်မှာလဲခွန်ဘူးထွက်တော့ခွန်ထိတယ်ပေါ့နော် ဒီမှာဆိုရင်ကျွန်တော်တို့နှစ်ခွန်အချင်းခွန်းနှစ်အချင်းဆိုတော့ခွန်းနှစ်အချင်းဒီပိုးရေးကောင်းတယ်ပေါ့နော်ခွန်းနှစ်အချင်းမှာကျွန်တော်တို့ခွန်ဘူးဆိုပြီးတော့ထွက်တယ်ဒီမှာတော့ကျွန်တော်တို့အပြီးပေးသွားတယ်ပေါ့နော်ဒီရခွန်ဒီရခွန်နဲ့ခွန်ဘူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်ထပ်ဝမ်းကျင်းလေးပေါ့နော် နောက်တစ်ပင်ဒီ၈ရယ်၄ရယ်ပေါင်းကျင်းဒီ2 2နဲ့ဒီရ1နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းကျင်းဒီ3ဖြစ်လို့3ရယ်ပါဝါဒီ၈3 8ဒီကျော်ဒီမှာအချင်းပြ ဒီ3ရှစ်အချိန်မှာလည်း4 3ထွက်တော့3ထီလေဗျဒီမှာဆိုရင်ပထမဝမ်းကျင်းဒီလည်း8 3အချိန်3ရှစ်အချိန်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ3ရှစ်အချိန်ဒီပိုးရေးကောင်းတယ်3ရှစ်အချိန်မှာမှာကျွန်တော်တို့4 3ထွက်တော့3ထီလေပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလည်းခွင်းရ3ရရဒီရ5ရခွင်း3ရ5ပေါင်းချင်းဒီ1ဖြစ်လို့2ရပါဝါဒီခွင်း2ခွင်းဒီကျွန်တော်ဒီမှာအချိန်ဗျာ ပြောဒီနှစ်ခွန်အချင်းမှာလဲနှစ်ငါဆိုတော့နှစ်ထီတယ်ဗျဒီမှာဆိုလဲ1ချင်းဒီကျော်နှစ်ခွန်အချင်းနှစ်ခွန်အချင်းဆိုတော့1ချင်းဒီဒီမှာတော့တူညီခဲ့တယ်ဗောနော်နှစ်ခွန်အချင်းမှာကျွန်တော်တို့နှစ်ပိုင်းပြီးပြီးတော့နှစ်ငါဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာ1ချင်းဒီဗောနော်၄ရဲ့၁ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီရဲ့9နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်း2ဖြစ်လို့2ရဲ့ပါဝါဒီခွန်2ခွန်ဒီကျော်ဒီမှာအချင်းဗျာ ဲ့လိုမဲ့ကျွန်တော်ရှင်းပြလေးနားလဲမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီဒီဘက်က1 chain line ဒီလဲမှန်ကန်ခဲ့တဲ့1 chain ဒီဘက်ကမှန်ဒီဘက်က1 chain line ဒီလဲမှန်ကန်ခဲ့တဲ့1 chain ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီ1 chain လဲမှန်မယ်ဒီ1 chain လဲမှန်မယ်ဆိုရင်တော့ကျွန်တော်ကဒီကောင်၄ကို2ခွန်ကိုကျွန်တော်တို့ခွေပူးအနေနဲ့သုံးအောင်မှာပေါ့နော်ဘရိတ်ဒီကျွန်တော်တို့မနေ့ကကျွန်တော်မနေ့ပိုင်းမှာပြခဲ့တဲ့ break line လေးပေါ့နော် 9ရက်8ရက်1ရက်ပေါ့เนาะဒီ3လုံးပေါင်းခြင်း4ဖြစ်လို့4ရက်ပါဝါတီ9 4ရက်နှက်ခတ်တီ2 4 9နှစ်တီကြောင့်ဒီမှာ break ပြကျော်ဒီ၄၉နှစ်ပြိတ်မှာခွန်ဘူးဆိုတော့ကျွန်တော်တို့၄ပြိတ်ထွက်တယ်ဗျ။ကျော်ဒီမှာဆိုရင်နှစ်ခွန်အချင်းခွန်နှစ်အချင်းဆိုတော့ခွန်နှစ်အချင်းကို၄၉နှစ်ပြိတ်ရအောင်တွဲရင်ကျွန်တော်တို့ခွန်နဲ့၄ပြိတ်ဆိုရင်ခွန်ဘူးဆိုပြီးပါမယ်ပေါ့နော်။ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်တီး ရှေ့ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီငါးငါးနဲ့ဒီရငါးနဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းခြင်း၃ညဖြစ်လို့၃ညရဲ့ပါဝါငါး၃ညရဲ့နှက်ခတ်ခွင်၃ညငါးခွင်ဒီကျွန်တော်တို့ဒီမှာပြိပြကျွန်တော်ဒီမှာ၃ညငါးခွင်ပြိမှာ၄၃ထွက်တော့ကျွန်တော်တို့ခွင်ပြိပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ1ချိန်ဒီ၈၃အချိန်၃ရှစ်အချိန်ဆိုတော့၃ရှစ်အချိန်ကို၃ညငါးခွင်ပြိရအောင်တွဲရင်ကျွန်တော်တို့ 3နဲ့ကျွန်တော်တို့ comparate ဆိုရင်ကျွန်တော်4 3ဆိုပြီးပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲခွင်ရ3ရပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရခွင်နဲ့ပေါင်းတော့ဒီ3လုံးပေါင်းချင်းခွင်ဖြစ်လို့ခွင်ရပါဝါဒီ2ခွင်ရနက်ခတ်ဒီ3ညာခွင်နဲ့3ညာဒီပရိတ်ဆိုပြီးတော့ကျွန်တော်မနေ့ကမနေ့ပိုင်းမှာပြခဲ့တာပေါ့နော်ဒီနေ့မှာလဲစက်မှန်မယ်ဆိုတော့ကျွန်တော်တို့ဒီခွင်နဲ့3ညာပရိတ်မှာလဲ25ဆိုတော့ခွင်ပရိတ်ဖြစ်တယ် ဒီမှာဆိုလဲနှစ် ခွန်အချင်းနှစ်ခွန်အချင်းဒီနှစ်ခွန်အချင်းကိုခွန်နှစ်တုံညာပြိရောက်အောင်တွဲရင်တော့ကျွန်တော်တို့နှစ်နဲ့ခွန်ပြိဆိုရင်နှစ်ငါဆိုပြီးတော့ပါမယ်ဗျာဒါဆိုဒီမှာဒီ3ရဲ့5ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက3နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်း1ဖြစ်လို့1ရဲ့ပါဝါဒီ6 1ရဲ့နှက်ခတ်ဒီ6 1 6 8ဒီကျွန်တော်ဒီမှာပြိဗျပြိကကျွန်တော်တို့1 6 8ပြိပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ ဒီ one chain နေဒီ၄ကိုအချင်းရှိတယ်၄ကိုအချင်းကိုပဲကျွန်တော်168ပြည့်ရအောင်တွဲမလားသို့မဟုတ်ဒီနှစ်ခွန်အချင်းကိုပဲ168ပြည့်ရအောင်တွဲမလားပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့က၄ကိုနှစ်ခွန်ဆိုတဲ့ကီလေးလုံးယူပြီးတော့168ပြည့်ရအောင်တွဲရင်လည်းအဆင်ပြေနိုင်မယ်လို့ထင်တယ်ပေါ့နော် break line ကဆက်ပြေးမယ်ဆိုရင်လည်းအဲ့လိုမဲနားလည်းမလို့ထင်တယ်ဗျဒါဆိုကျွန်တော်ဒီမှာ၄ကိုနှစ်ခွန်ကိုကျွန်တော်အခွေအနေနဲ့ပဲတုံးလိုက်မယ်ပေါ့နော်အကူမတို့ကတော့ကြိုက်နှစ်တက်တက်လို့တုံးပါဗျကျွန်တော်ဒီမှာ ဒီကောင်းကြီးကိုခွေလိုက်ရင်ကျွန်တော်၄နှစ်၄ခွန်ဆိုပြီးတော့6တက်ပရိတ်ပေါ့နော်6နှစ်ဆိုလဲ6နှစ်ဆိုလဲ1ပရိတ်6ခွန်ဆိုလဲ6ပရိတ်ပါပေါ့နော်ဒီကောင်းကြီးမှာကျွန်တော်တို့က၄ဘူးရဲ့6ဘူးရဲ့ထည့်မယ်ဆိုရင်ကျွန်တော်တို့8ပရိတ်ဆိုပြီးတော့ဖြစ်သွားမယ်ဗျဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့မှာ၄62ခွန်ဆိုတဲ့ခွေဘူးလေးပဲကျွန်တော်ပေးလိုက်မယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှလဲ3ဗျဒီမှာတော့ပေးနေတာတော့ဒီဝါပေါ့နော်ညနေထိပ်စီးဒီကျွန်တော်တို့ကီးအနေနဲ့ပြန်ပေးတာတွေ့ရတယ် ဒီမှာဆိုရင်တစ်ထိပ်ကိုကျွန်တော်တို့က168ကီပေါ့နော်ဒီမှာ8ထီတယ်ဒီမှာလည်းညနေနှစ်ထိပ်ကို2.4ကီမှာခွန်ထိပ်ဆိုအခွန်ဘူးဆိုတော့ကျွန်တော်တို့ခွန်ပေးတယ်ပေါ့နော်ဒီမှာလည်း6ထိပ်ကို6ပါဝါကို6နှစ်ခက်နဲ့6.2ကီမှာလည်း6.3ဆိုတော့6ပေးတယ်ဗျဒီမှာလည်း3ညထိပ်3ည5ခွန်ကီပေါ့နော်3ည5ခွန်ကီမှာ2.5ဆိုတော့ခွန်ပရိတ်ပေးတယ်ဒီဟိုလေးဒီလည်းကျွန်တော်ကီပရိတ်ပေးနေတာတွေ့ရတယ်ဗျဒီမှာဒီကျွန်တော်တို့ တက်ထိပ်ပေါ့နော်တက်ပါဝါ6တက်နက်ခက်ရှစ်တက်6ရှစ်ဒီကီဒီပေါ်မှာကျွန်တော်ပြန်ကြည့်မယ်ဗျဒီမှာနှစ်ထိပ်မို့နှစ်ခွန်လေးဒီကျွန်တော်တို့ကီးပရိတ်ပေးတယ်ပေါ့နော်နှစ်ခွန်လေးကီးပရိတ်မှာ ခွန်ကကီးအနေနဲ့ခွန်ပြီးတော့ကျွန်တော်တို့လေးပရိတ်ပေးတယ်ပေါ့နော်နှစ်ခွန်လေးဒီကီးပရိတ်မှာကျွန်တော်တို့ခွန်ဘူးဆိုပြီးထွက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီကောင်းတော့ဟောပေါ့နော်ကီးပရိတ်မဟုတ်ဘူးဗျ၄၉နှစ်ကီး တော့ key ပဲပြတာမဟုတ်ဘူးပြန်နော်ဒီကောင်ကတော့ကျွန်တော်တို့ break ကတော့နေကုန်ပေါ့နော်နေကုန်မှာတော့ကျွန်တော် key break ပြတာတွေ့ရတယ်ဗျ9ရက်8ရက်1ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်း4ဖြစ်လို့ဟို4 6နှစ်ဒီ key break မှာကျွန်တော်တို့4 5ဆိုပြီးတော့ညနေမှာထွက်တယ်။နောက်ကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ8 9ပေါင်းခြင်းဒီ3ညဖြစ်လို့ ၃ည၅ခွန်ကီးဒီကျွန်တော်တို့ကီးပရိတ်ပေါ့နော်၃ည၅ခွန်ကီးပရိတ်မှာကျွန်တော်တို့ညနေပိုင်းမှာ၃ည၅ခွန်ဆိုပြီးတော့ထွက်တယ်ဗျ။အဲဒါကြောင့်ဒီမှာခွန်၃ခွန်ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်နဲ့၃ည၅ကီးပရိတ်ပေါ့နော်ခွန်နဲ့၃ည၅ကီးပရိတ်မှာကျွန်တော်တို့နှင်းငါဆိုပြီးတော့ခွန်ပရိတ်ထွက်တယ်ဗျ။ဒီကောင်တော့မနေ့ညတော့အောင်မဲ့ဟွာလေးပေါ့နော်ဟုတ်ချင်လဲဟုတ်မယ်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့နော်ဒါသူပြနေတာလေးကိုကျွန်တော်ရှင်းပြပေးခြင်းဖြစ်တယ်ဒီမှာဆိုလဲကျွန်တော်တို့3 9 3ပေါင်းချင်းဒီ တစ်ဖြစ်လို့တစ်ပါဝါ6တစ်နက်ခက်8တစ်68ဒီကီးပလေးနေနေပြေးသွားမလားပေါ့နော်ဒါကတော့နေကုန်ပါဗျဟုတ်ကဲ့ပါမနက်မှာတော့ကျွန်တော်၄၉နှစ်ခွင့်အခွေပဲပေးလိုက်မှာပေါ့နော်အကိုမတို့ကကြိုက်နေတက်ရင်တော့သုံးပါဗျ။ တော့ဒီဘက်မှာကျွန်တော်တို့ပါဝါလည်းမထွက်သေးဘူးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်၄၉နှစ်ခွန်ခွေရင်တော့၄၉ကို2ခွန်တို့ပါဝါပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ရှင်းပြလေးရဲ့နားလည်မယ်လို့ထင်ပါတယ်ဗျာအကူမတို့ကတော့အကြိုက်ပါမှလည်းတုံးပေါ့နော်ဒီ၄၉အချင်းဒီလည်းမှန်ကန်ခဲ့တဲ့အချင်း2ခွန်အချင်းဒီလည်းမှန်ကန်ခဲ့တဲ့အချင်းပေါ့နော်တက်ခုချင်းတော့မရှိသေးဘူးဒါကြောင့်မို့၄၉ကို2ခွန်နဲ့တွဲရင်လည်းကျွန်တော်တို့အပြီးပါမြန်ပေးသွားနိုင်မလားပေါ့နော်ဒါကြောင့်မို့ကျွန်တော်၄၉2ခွန်အခွေလေးကိုပေးခြင်းဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တွေ့ပြတဲ့ခဏလေးဒီပေါကနန်လေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ခဏသည်လည်း7နှစ်တမိနဲ့ထွက်မဲ့ခဏနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လည်းကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ရသေးတဲ့ကိုမတွေကလည်း subscribe နဲ့ပြုဖို့တောင်းဆိုပါတယ်ဗျာကျွန်တော်မျိုးတို့လည်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဟုတ်ကဲ့ပါအားလုံးပဲကံကောင်းကြပါစေဗျာ bye bye see you ပါအားလုံးပဲ